ပြောင်ဆုံးနေတဲ့ရှစ်ခုမြောက်ကဘာအံပွဲပရင်ခမ်းမဆောင်ကြီးတမိုင်းစာမျက်နှာတွေမှာရွှေရောင်လေးနဲ့တစ်ခုလို့ထင်းထင်းရှားရှားကြံ့ရင်ခဲ့တဲ့အရာတစ်ခုအကြောင်းကိုပြောပါဆိုရင်တော့ပရင်ခမ်းမ The Amber Room ကိုရှန်ထားလို့မရပါဘူးဒါဟာကဘာပေါ်မှာအလှပဆုံးတဲ့တန်မိုးအမြတ်နိုင်ဆုံးအနုပညာလက်ရာတစ်ခုဖြစ်သတ်မှတ်ခံခဲ့ရပြီးရာစုနှစ်ပေါင်းများစွာကြောင်းလှစ်ဝက်စမ်းကြယ်မှုတွေနဲ့ဝန်းရံထားဆဲဖြစ်ပါရီဒီခမ်းမဆောင်ကြီးဟာပျောက်ဆုံးသွားပြီးတော့ဘယ်တော့မှပြန်မတွေ့ရတော့တဲ့အတွက်လေကဘာအံပွဲခုနှစ်ခုရဲ့ ရှစ်ခုမြောက်နေရာမှာကဘာအံပွဲရှစ်ခုလို့တင်စားခေါ်ပေါ်ကြသူတွေလည်းများစွာရှိပါသေးတယ်။ဒီနေ့ဗီဒီယိုလေးမှာတော့ပျောက်ဆုံးသွားတဲ့ရှစ်ခုမြောက်ကဘာအံပွဲပရင်ခမ်းမဆောင်ကြီးအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ဒီအောင်ဘွေရခမ်းမကြီးရဲ့မူလားစင်းမြစ်ဟာ၁၈ရာစုအစောပိုင်းကာလမှာပရုရှားနိုင်ငံကနေစတင်ခဲ့တယ်လို့ဆိုရမှာပါ။ပရုရှားပြည်ရင်ဖရက်ဒရစ်ဝီလျံဝမ်ဟာရုရှား၏ဂရီပီတာဘူချစ်ချီရဲ့လက်ဆောင်ဖြစ်ပေးရခဲ့ပါသည်။ဒီလက်ဆောင်ဟာတာမန်ပရီဘောကတစ်ခုမဟုတ်ပါဘူး။ ခန်းတစ်ခုလုံးရဲ့နေရည်တွေကိုပရင်အပြားထောင်ပေါင်းများစွာကိုအသုံးပြုပြီးအနုစိတ်လက်ရမြောက်စွာတစားဆင်ထားရီအမကန်းဖန်တီမှုတစ်ခုဖြစ်ပေါ်ရီရွှေရောင်တောက်ပွားရဲ့ပရင်တွေရဲ့တဘာဝအလှဟာအလင်းရောင်နဲ့ထိတွေ့တဲ့အခါတိုင်းမှာလှပတဲ့အယောင်စုတွေကိုထုတ်လွှတ်ပြီးတော့ကြီးစုသူတိုင်းကိုဗရာသာဖြစ်စေခဲ့ပါရီဒီပရင်ခမကြီးမှာတုံးထားတဲ့ပရင်တွေဟာတဘာဝရဲ့အကောင်းဆုံးနဲ့အစစ်မှန်ဆုံးဆိုတဲ့ပရင်မျိုးစားတွေဖြစ်ပြီးကမ္ဘာမှာအဲ့ဒီလိုပရင်မျိုးလုံးဝမရှိတော့ဘူးလို့တော့မှကျွမ်းကျင်ပညာရှင်တွေကဆိုကြပါရီ နေပေါင်းများစွာကြောင့်အဲ့ဒီဘုရင်ခမ်းမကြီးဟာရုရှားအီဂရီရဲ့နွေရာသီနန်းတော်ဖြစ်တဲ့ကက်သရင်းပဲလီမှာတည်ရှိခဲ့ပြီးအဲ့ဒရီရဲ့အာယုံကိုလည်းဖမ်းဆီးနိုင်ခဲ့ပါသည်ဒီလိုနဲ့ဒုတိယကမ္ဘာစစ်ကာလကြီးဖြစ်ပေါ်တဲ့အချိန်မှာတော့နာဇီဂျာမနီတပ်တွေဟာဆိုဗီယက်ကို ကျူးကျော်ဝင်ရောက်လာခဲ့ပြီးဒီကက်သရင်းပဲလစ်ကိုလူရက်ခဲ့ကြပါသည်အဲ့ဒီအချိန်မှာပဲဒီဘုရင်ခမ်းမကြီးကိုအပိုင်းပိုင်းဖြုတ်ယူဆောင်သွားခဲ့ကြပြီးယခုဂျာမနီနိုင်ငံကာလင်နရက်မြို့ကိုတည်ဆောင်သွားခဲ့ကြတယ်လို့ဆိုပါသည်တချို့တွေရဲ့ပြောအရတော့ဒီဘုရင်ခမ်းမကြီးဟာဘုရင်ကိုယ်တိုင်ကိုယ်က အမြတ်တနူးနဲ့လက်ဆောင်ပေးထားတဲ့အရာမှုလို့ကြိမ်းစားတင်နေပြီးအဲဒီဟာကိုဘယ်သူကမှလည်းမသိယူသွားနိုင်ခဲ့ဘူးလို့ဆိုကြပါရည်။ဒါပေမဲ့အထောက်အထားတွေရတော့1945ခုနှစ်မှာဆိုဗီယက်တပ်တွေအနေနဲ့ခွန်းစပါကိုသိမ်းပိုက်ပြီးတဲ့အချိန်ဘရင်ခမဆောင်ကြီးဟာလုံးဝပျောက်ဆုံးသွားခဲ့ရပါရည်။ဘလူးပျောက်သွားခဲ့တယ်၊ဘယ်နားမှပျောက်သွားခဲ့လဲ၊ဘယ်နေရာမှာရှိနေလဲဆိုတဲ့အဖြစ်ကိုတော့ဒီနေ့အထိဘယ်သူကမှတိတိကျကျမသိသလိုဘာဖြစ်သွားလဲဆိုတာကိုလည်းမသိကြပါဘူး။နောက်ပြီးတော့အဲ့ဒီဘရင်ခမကြီးကိုမြင်တွေ့ခဲ့ရတဲ့ဆိုရဲစစ်သားတွေဟာလည်းပဲပျောက်ချင်းမလားပျောက်ကုန်ပါရီ ဒီဘရင်ခမကြီးနဲ့ပတ်သက်ပြီးတော့ theory အမျိုးမျိုးထွက်ပေါ်ခဲ့ပါသေးတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်ပျက်စီးပြီးမှုံမှုံညံ့ညက်ကျေသွားတာဆိုတဲ့သူတွေလည်းရှိသလိုမြေအောင်ဦးမင်းနေဒါမှမဟုတ်လေးဝက်နေရာတွေမှာဖွဲ့ထားတယ်ဆိုပြီးလည်းယုံကြည်သူတွေရှိပါသေး။ဒါပေမဲ့ယနေ့ထက်တိုင်အထိတော့ရှားပွေမှုတွေအမျိုးမျိုးလုပ်ခဲ့ပေမဲ့ဒီဘရင်ခမကြီးရဲ့အရေးရောင်ကိုလုံးဝကိုမှမတွေ့ရှိခဲ့ရပါဘူး။ဒီလိုနဲ့လှိဝက်စမ်းကျစွာပျောက်ဆုံးသွားမှုကြောင့်ဘရင်ခမကြီးဟာတမိုင်းရဲ့စိတ်ဝင်စားစရာအကောင်းဆုံးဘေးလေးတစ်ခုအဖြစ်ကျန်ရှိနေစေဖြစ်ပါလိမ့် သူရဲ့တန်ဖိုးကြီးမောင်းမှုအမှုပညာလက်ရာများမှုနဲ့ပြောင်းဆုံးသွားတဲ့အကြောင်းအရာတွေကြောင့်စာရေးဆရာတွေရုပ်ရှင်ရိုက်သူတွေနဲ့တမိုင်းရုပ်ရှင်တွေအတွက်အဆုံးမရှိတဲ့စိတ်ကူးရင်စရာအကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။ကဲပရိသတ်ကြီးတို့တစ်ခုခုရောက်သွားမယ်လို့မျှော်လင့်ပါတယ်ဗျ။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးတော့ဘ ഹു ဒုတရမယ့်အကြောင်းအရာတွေကိုယူသက်အနေနဲ့ဒိမန်ကနေပြီးဆက်လက်တင်ဆက်ပေးပါဦးမယ်။ကြိုင်းနေတဲ့ဆိုလို့ရှိရင် Channel လေးကိုလည်း Subscribe ဖေးရှိကိုလည်း Like and Follow လုပ်ဖို့အတွက်မမေ့ပါနဲ့哦။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။